NCA မတူရသေးတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ NCA မှာပါဝင်လာဖို့လက်ရှိ GMC ကနမူနာကောင်းပြရမှာဖြစ်တယ်လို့လက်ရှိပြည်တော်စုအဆင့်ပြစ်ခတ်တိုက်ခိုက်မှုရစဲရေးဆိုင်ရာပူရဲစောင့်ကြည့်ကော်မတီ GMCU ရဲ့အတွင်းမှုနဲ့ဗိုလ်မှူးကြီးဝနအောင်ကပြောပါရယ်ရန်ကုန်မြို့ရှိအမျိုးသားပြည်လဲတင့်မြဲရေးနဲ့ငြိမ်းချမ်းရေးဘူဌာန NRPC မှာနှစ်ရကြာပြုလုပ်တဲ့ပြစ်ခတ်တိုက်ခိုက်မှုရစဲရေးဆိုင်ရာပူရဲစောင့်ကြည့်ကော်မတီမျက်နှာစုံကြီးအစည်းအဝေးအပြီးမှာသတင်းတောက်တွေကိုအဲ့ဒီလိုပြောကြားခဲ့ခြင်းဖြစ်ပါရယ် အစည်းအဝေးမှာတက်မတော်နဲ့ NCA ထိုးတာတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားနေမြေတက်မှတ်ရေးကိစ္စမိုင်းရှင်းလင်းရေးကိစ္စတွေကိုဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။သူတို့တို့လက်မှတ်မထိုးသေးတဲ့အဖွဲ့တွေကိုပါဝင်စေခြင်းနဲ့ပါဝင်စေခြင်းနဲ့အတွက်လည်းအများအားအစည်းအဝေးတိုင်းမှာပြောပါတယ်။ GMC လက်မှတ်မထိုးသေးတဲ့အဖွဲ့တွေဟိုဟလာ NCA ဘာလက်မှတ်မထိုးသေးတဲ့အဖွဲ့တွေထိုးလာတဲ့အောင်ဒီ GMC ကတော့နမူနာကောင်းပြရမှာဖြစ်ပါအဲ့တော့မဟုတ်ဘူး GMC ရဲ့လုပ်ငန်းစဉ်ဒီ SCA ကိုပေါင်းတဲ့ပေါ်လာဖြစ်တဲ့ပြဟိုလိုပြောတဲ့ machine လေးလုပ်ငန်းစဉ်အစား ော့ရှေ့ဆက်သွားဖို့ဟိုစီမံဆောင်ရွက်နေတာလေးကိုပြောလို့ပါ GMC အဖွဲ့ကို NCA ထိုးထားတဲ့နှစ်ပတ်တက်တွေကြာအပြည့်ရရေးခိုင်မအောင်စောင့်ကြည့်စစ်ဆေးဖို့ NCA စာချုပ်အရဖွဲ့စည်းထားတာဖြစ်ပြီးအမှန်တကယ် NCA ရဲ့အကျိုးရလဲဖြစ်တဲ့တမရော်နယ်လက်နက်ကိုင်အဖွဲ့ကြာစာချုပ်လက်မှတ်ထိုးမှုအရာအပြည့်ရရေးဆောင်ရွက်နိုင်မှုကဒီအဖွဲ့ရဲ့တပ်ပိုင်းဆိုင်ရာစစ်ဆေးစောင့်ကြည့်မှုကအဓိကကျနေတာပါဒါပေမဲ့ပြီးခဲ့တဲ့အောက်တိုဘာလထဲမှာပဲတမရော်နယ် RCSS ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးစီစစ်အတီဗျူရဲ့အဖွဲ့ဖွဲ့ပြီးစစ်ဆေးခဲ့ပေမဲ့ အခုဒီဇင်ဘာလထဲမှာထပ်မံထိတွေ့တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ဒီလိုဖြစ်ပွားတာနဲ့ပတ်သက်လို့ JMC ရဲ့အတွင်းမှုဖြစ်တဲ့ဒေါက်တာရွှေခါကနေမည်တတ်မဲ့ကိစ္စတိတိကျကျမရှိသေးတာကြောင့်လို့ဆိုပါရယ်။နေမည်ပန်းချတတ်မဲ့မှုတိတိကျကျမရှိသေးတာရယ်။ပြီးတော့တစ်ဖက်ကဒီဒီအာအာအောက်ခြေပိုင်းမှာဒီဆက်တွေ့မှုဟိုဟိုစနစ်ကဟိုကောင်းကောင်း ပြပြဆုံဆုံနဲ့ function မလုပ်သေးတာရယ်နောက်တစ်ခုကတော့ဒီကျွန်တော်တို့ဟိုဟို GMC S ကလည်းဟိုကောင်းကောင်း function မလုပ်သေးတာရယ်အဲ့ဒီတုံးအဓိကအဲ့ဒါကြောင့်ဟိုဟိုဖြစ်ရတာဖြစ်ပါ ကျင်းပခဲ့တဲ့အစည်းအဝေးမှာလည်း RCSS နဲ့ဖြစ်တဲ့တိုက်ပွဲပြဿနာကိုအသေးစိတ်မဆွေးနွေးခဲ့ဘူးလို့ဆိုပါရယ် RCSS နဲ့ဖြစ်ခဲ့တဲ့တိုက်ပွဲနဲ့ပတ်သက်လို့နေမြေတပ်မတ်ရေးဆက်လက်ညှိနှိုင်းကြဖို့ပြည်ထောင်စုအဆင့် GMC အောက်မှာဖွဲ့စည်းထားတဲ့ပြည်내အဆင့် GAMCS ကတက်မှတ်ပြီးဆက်လက်ဆောင်ရွက်သွားမယ်လို့ဘုံမူကြီးဝနအောင်ကပြောပါရယ်နေ့ရက်ကြာကျင်းပတဲ့အစည်းအဝေးမှာကရင်ပြည်နယ်မွန်ပြည်နယ်တနင်္သာရီတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်နဲ့ပဲခူးတိုင်းဒေသကြီးတို့က GMCS အဖွဲ့တွေတက်ရောက်ခဲ့ကြပါရယ်